ထိုင်းနိုင်ငံအတွင်းမှာအရှိန်မွေယောဂကုသခံရမှုနှုန်းမြင့်တက်လာခဲ့တယ်လို့ထိုင်းကျန်းမာရေးဌာနကထုတ်ပြန်လာခဲ့ပါတယ်။အခု2025ခုနှစ်ဇန်နဝါရီလကနေမေလအတွင်းမှာထိုင်းနိုင်ငံအတွင်းအရှိန်မွေကုသခံရသူဟာ1862ဦးအထိရှိခဲ့တယ်လို့သိရပါတယ်။မဟာဆရာခန်ခရိုင်တခုထဲမှာပင်အရှိန်မွေယောဂကုသခံရသူအသစ်136ဦးနဲ့ သေဆုံးသူ49ဦးအထိရှိခဲ့ပြီးစစ်ကြောသက်အရွယ်တွေမှာကုဆတ်ခံရမှုအများဆုံးဖြစ်တယ်လို့ထိုင်းကျမရေးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မဟာစရာခန်ခရံရဲ့ကျမရေးတာဝန်ရှိသူတွေပြပြကြဲအရာအရှမ်းဝီကုဆတ်ခံရသူ443ဦးဟာလိန်ဆက်ဆံခြင်းကနေတဆင့်ကုဆတ်ခဲ့ကြတာဖြစ်ပါတယ်။ဒါပြင်သူတို့အနေနဲ့စီးမှုညောင်းကြယောဂနဲ့ကာလာသာယောဂကုသမှုတွေကိုစောင့်ကြည့်နေတယ်လို့လဲဆိုပါတယ်။ဒီအချက်ဟာ ပြည်သူ့ကျန်းမာရေးဌာနအနေနဲ့အရှိန်ဘူရဲ့အတွက်အရေးပေါ်ထိန်းသိမ်းကာကွယ်မှုတွေလုပ်ဖို့လိုအပ်နေပြီလို့ထိုင်းသတင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။စီကန်တခုရဲ့တင်ပြချက်အရနှစ်ရက်အတွင်းမှာပင်လိန်နဲ့ပသက်တဲ့ယောဂခန်းစားနေရသူ လူနာ၃ဦးထိကုသပေးခဲ့ရပြီးသူတို့ထဲကတစ်ယောက်ကတော့ကာလာသာယောဂရောအရှိန်ဘူယောဂပါခန်းစားနေရတယ်လို့ဆိုပါတယ်။ထိုင်းကျန်းမာရေးဌာနရဲ့ထုတ်ပြန်ချက်အရ လက်ရှိမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ HIV ရောဂါခံစားနေရသူ9,6565ဦးအထိရှိပြီလို့သိရပါတယ်ရှင်။